မင်္ဂလာပါရှင်ကျမတို့ရဲ့ Rayu Family Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာတော့ကျမကဆရာကြီးမြတ်တန်တင်ဘာသာပြန်ရေးသားထားတော့လူလေးတို့ပေးစာများဆိုသည့်စာစုများထဲမှာစာ28ခုဖတ်ပြဖို့ရွေးချယ်ထားပါရရှင် ျမနဲ့အတူတူအဆုံးထိလိုက်ပါနာဆင်ပေးကြပါအောင်ရှင် လူလေးတို့ပေးစာများစာ28လန်ဒန်ဇန်နဝါရီ15ရက်1948ခုနှစ်လူလေးနောက်တစ်နှစ်အတွက်ဖိဖိကိုနှစ်တကူလက်ဆောင်ပေးမယ်ဆိုလို့ဝမ်းတာတယ်အဖိုးထိုက်တန်နဲ့လက်ဆောင်ပေးလေးလေး ဖေဖေကလည်းဂျေစုတင်လေးလေးဖြစ်ရမှာပေါ့ဘာလက်ဆောင်ကိုပေးမလဲဆိုတာကတော့မင်းပေါ်မှာမူတည်တယ်နှစ်တိုင်းဖေဖေအလိုချင်ဆုံးလက်ဆောင်ကတော့စာအုပ်တအုပ်အစ်စ်ပြန်ရိုက်တယ်လို့မင်းတယောက် လူသစ်ဖြစ်လာရေးပဲအဲ့ဒီစာအုပ်ဟာအိုးပြီးအကြအပေါက်နေရမယ်အိုးပြီးအရွယ်ပမာဏကြီးလာရမယ်အိုးပြီး အမားတွေကို ပြင်ဆင်ထားတာဖြစ်ရမယ်။မင်းကဘယင်ရဲ့တရားရုံးတော်တွေမှာလဲတရားသူကြီးမလို့ခြင်းအင်္ဂလန်မှာလဲယာရူးဂုံသူတွေမလို့ခြင်းဆိုတော့တက္ကသိုလ်တစ်ခုခုမှာဂရိစာပေပမောက္ခကောမလို့ခြင်းဘူးလားအဲ့ဒီအလောက်ကတော့ဂုံလဲရှိတယ်ဂရိစာပေကိုလဲဒီလောက်ကျွမ်းကျင်စရာမလိုဘူး မင်းမှာရှိထားတာလောက်နဲ့ဖြစ်ပြီလို့ဖေဖေယူဆတယ်။ဒါကိုမှ မကြိုက်သေးဘူးဆိုရင်တော့ဖေဖေအနေနဲ့ဘာကိုအကြအကြံပေးရမှန်းတော့မပြောတတ်တော့ဘူး။ဒါကြောင့်မို့မင်းအနေနဲ့ဘယ်လိုအလုပ်မျိုးကိုလုပ်ချင်တယ်လဲဆိုတာဖေဖေသိချင်တယ်။ဒီအချိန်ဟာကိုယ်ပဲပန်းနိုင်ကို သွားမယ်ဆိုတာတတ်မှတ်ရမယ်အချိန်။လုတ်เสียရှိတာကိုလုတ်ရမယ်အချိန်ဖြစ်တယ်။ မစ္စတာဟာတီပြောပြသလောက်ဆိုရင်တော့မင်းဟာ နိုင်ငံရေးရာကျွမ်းကျင်သူတဦးဖြစ်ဖို့မျှော်မှန်းနေတယ်လို့သိရတယ်။ဒီတိုင်းမှန်ရင်ပြပြနေရာမှာစက္ကန့်ပြီးဝင်လို့ရုံပေါ့။မင်းလှုပ်ချင်နေဆိုရင်ပြပြနှုတ်ထွက်ပြီးမင်းကို အချိန်မရွေးလွှဲပြောင်းပေးဖို့အစဉ်သင့်မယ်။ဒါပေမဲ့ အဲ့ဒီလိုနိုင်ငံရေးရာကျွမ်းကျင်သူတဦးဖြစ်ချင်ရင်လိုအပ်တဲ့အသေးဖွဲလေးတွေကိုတော့ပြင်ဆင်ထားရလိမ့်မယ်။ဒီလိုဖြစ်ဖို့အတွက် ရှီဟောင်းသမိုင်းနဲ့ခစ်တစ်သမိုင်းတို့အပြင်ဘာသာစကားများကိုကျွမ်းကျင်ဖို့လိုလိမ့်မယ်။လူမျိုးတိုင်းရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအုပ်ချုပ်ရေးစနစ်တွေရှီဟောင်းနဲ့ခစ်တစ်အင်ပါယာနိုင်ငံကြီးတွေပေါ်ထွန်းလာပုံနဲ့ပျက်စီးပြိုလဲသွားပုံတွေ အဲ့ဒီလိုပေါ်ထွန်းလာပုံနဲ့ပျက်စီးသွားရတဲ့အကြောင်းရင်းတွေတိုင်းပြည်တွေရဲ့အင်အားတွေကျွဲဝါမှုတွေကုတန်းရောင်းဝယ်မှုတွေဒါတွေကိုတိဖို့လိုလိမ့်မယ်ဒီအရာတွေဟာတေးဖွဲတယ်လို့ထင်ရပေမယ့်နိုင်ငံရေးသမားတယောက်အနေနဲ့ကောင်းကောင်းတိဖို့လိုတယ်ဒါကြောင့်မို့အဲ့ဒီအကြောင်းအရာတွေကိုမင်းလေ့လာလိမ့်မယ်လို့မျှော်လင့်နေနိုင်ငံကောင်းဆောင်လုပ်တဲ့နေရာမှာ အခြားသောအရန်အရေးချင်းများလည်းလို့သေးတယ်။အဲ့ဒီအရေးချင်းတွေကိုရအောင်မင်းအားလက်တဲ့အချိန်မှာစူးစမ်းလေ့လာထားပါ။အဲ့ဒီအရေးချင်းတွေကတော့မိမိရဲ့စိတ်ကိုထိမ့်ချုပ်နိုင်ခြင်းပဲ။ဘာအကြောင်းနဲ့ဖြစ်ဖြစ် စိတ်လိုက်မှန်ပါမဖြစ်ဖို့အရေးကြီးတယ်။နောက်အရေးချင်းတစ်ခုကတော့စိတ်ရှည်ခြင်းပဲ။အနှစ်မရှိတဲ့တေးဖွဲတဲ့လျော်ကန်ခြင်းမရှိတဲ့ ကြိုးကြောင်းညင်ညွတ်ခြင်းမရှိတဲ့စကားတွေကို စိတ်ရှည်စွာနားထောင်နိုင်ရမယ်။ဒီလိုနားထောင်ပြီးတစ်ဖက်သားကို စိတ်ထိကြိုက်ခြင်းမရှိစေဘဲငင်းပယ်တဲ့စကားတွေကိုစိုတက်ရမယ်။လိုက်လျောရင်လည်းတစ်ဖက်သားနဲ့အလေးအနက်ခံယူသွားအောင် ပြောတက်ရမယ်။နောက်တစ်ချက်ကတော့ကျွမ်းကျင်လိမ္မာမှုမူသားပြောဆိုခြင်းရှိပဲအမှန်တရားကို ဖုံးကွယ်နိုင်တဲ့ကျွမ်းကျင်မှုမျိုးရှိရမယ်။နောက်တစ်ခုကအခြားသူများရဲ့မျက်နှာအမှုရာကိုဖတ်တတ်တဲ့ပိုထွင်းပါနှက်မှုရှိရမယ်။နောက်တစ်ခုကမိရဲ့စိတ်ထဲမှာဘာပဲဖြစ်နေ ဖြစ်နေတခြားသူ မသိနိုင်အောင်ဖုံးကွယ်ထားနိုင်တဲ့တည်ငြိမ်မှုမျိုးရှိရမယ်။သဘောကတော့အပြင်ဘန်းအဖြစ်ပွင့်လင်းပြီးတကယ့်အမှန်အဖြစ် တည်တံ့ဖြစ်နေရမယ်အဒီရေချင်းတွေကတော့နိုင်ငံရေးသမားတယောက်အဖို့မရှိမဖြစ်တဲ့အရေးချင်းတွေပါပဲဘာသာပြန်မြတန်းတင်ဟုတ်ကဲ့ပါရှင်ဆရာကြီးမြတန်းတင်ဘာသာပြန်ရေးသားထားတော့လူလေးတို့ပိစာများဆိုသည့်စာစုများထဲမှာစာ28ကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါရဲ့ရှင် ဒီစာလေးကိုနားထောင်ခြင်းအဖြစ်ဆရာကြီးပြောခြင်းနဲ့ message နောက်တစ်ခုအားကြတော့ဖခင်တယောက်ကမိမိသားကို ပြောခြင်းနဲ့ message တွေကို ရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။ Okay ပါရှင်။ကျမတို့တွေနောက်ထပ်နောက်ထပ် audio book လေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။အားလုံး ကျမ်းမာပြီးกินကြပါစီရှင်